မော်ရီက United ကိုပရီးမီးယားလိဂ်ဖလားပြန်ယူပေးနိုင်မယ်သူပါလို့ဆိုလာတဲ့ခရော့ပရိသတ်များလုံးမမိလားများ CC iMac ကိုရှင်းကော online အချင်းကနေပြန်လည်ကြိုးလိုက်ပါရင်လေဘောင်းနဲ့အင်္ဂလန်တိုင်းစင်ပေါ်အောင်ပီတာခရော့က Amorin ဟာ United ကိုပရီးမီးယားလိဂ်ဖလားပြန်လည်ရယူပေးနိုင်မယ်နည်းပြမျိုးဖြစ်တယ်ဆိုပြီးသုံးသပ်ပြောဆိုလာခဲ့ပါရင် United ဟာ Sale Ferguson ထွက်ခွာသွားခဲ့ပြီးတဲ့နောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပြန်လည်ရောက်နိုင်ခြင်းမရှိတော့သလို Champion စင်ကော်သူဖြစ်ကနေကင်းကွာသွားခဲ့တာဆယ်စုံနှစ်တခုတောင်ကြာလာခဲ့ပြီဖြစ်ပါရင်ဒါပေမဲ့အင်္ဂလန်ကျေးပွင့်ဟောင်းပီတာခရော့ကတော့ယူနိုက်တက်အမော်ရီလန်အောက်မှာပရီးမီးယားလိဂ်ဖလားပြန်လည်ရရှိနိုင်တယ်ဆိုပြီးတော့ခံမှန်းသုံးသပ်လာခဲ့တာဖြစ်ပါရင် ယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီတုန်းကတန်အကိုထုတ်ပယ်ခဲ့ပြီးတဲ့နောက်စပိုတင်နီးပြရိုဘင်အာမော်ရင်ကိုအိုထရာဖို့တန်ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။အာမော်ရင်ဟာစပိုတင်ကို19နှစ်ကြာဝေးကွာနေတဲ့မပေးဘလားပြန်လည်ရယူပေးနိုင်ခဲ့ပေမယ့်ယူနိုက်တက်မှာတော့ထင်သလောက်ကြီးလုံးပြနိုင်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ရာသီတုန်းကလည်းအဆင့်15နှစ်သာစတင်ခဲ့ရတာကြောင့်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆိုးအဆုံးရပ်တည်မှုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ဒါပေမဲ့ပီတာခရော့ကတော့ယူနိုက်တက်အနေနဲ့အာမော်ရင်ကိုအချိန်ပေးမယ်ဆိုရင်သူ့လက်အောက်မှာပရီးမီးယားလိဂ်ဖလားပြန်လည်ရယူနိုင်တယ်ဆိုပြီးတော့သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ခရော့ကအမေရိကန်ထက်မှာယူနိုက်တက်တို့ပရီးမီးယားလိဂ်ဖလားပြန်လည်ရရှိနိုင်ပါတယ်။ ဒါပေမဲ့လာမယ့်နှစ်နှစ်သုံးနှစ်အတွင်းဖြစ်လာမှာမဟုတ်ပါဘူးလက်ရှိ United အသင်းမှာအစီအပြေတဲ့ကစားမတွေရှိနေပါသေးတယ်ဒီကစားမတွေကိုရှင်းထုတ်ရမယ်နေပြစိတ်ကြက်ကစားမတွေကိုခေါ်ရမယ်ဒါကအပြောင်းရွှေ့ဘယ်နဲ့ခုလောက်ဖြစ်တမ်းရမလဲဆိုတာကျွန်တော်လည်းထေချာမသိပါဘူးတရားကတော့ Amorin စိတ်ကြက်ကစားမတွေရောက်လာပြီဆိုရင် United ကို Premier League ဖလားကိုပြန်လည်စုခိုးနိုင်ပါပြီဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင် United ကလာမယ့်2028ခုနှစ်မှာအသင်းတည်ထောင်တာ250အပြည့်အထိမ်းမဲ့ဖြင့် Premier League ချန်ပီယံဆုကိုပြန်လည်ရယူဖို့ပြင်မှတ်ထားနေပါတယ် တရားဒီမှာလည်း MRI ရဲ့ပထမဆုံးရာသီဖြစ်တာကြောင့်အပြောင်းရွှေ့ဈေးကွက်အတွင်ခက်သက်သက်လှုပ်ရှားနေပါတယ်။ယူနိုက်တက်ဟာလည်းရှင်ပြောင်းရွှေ့ဈေးကွက်အတွင်မှာအထောင်တိုက်စစ်မှုတရားကိုမဖြစ်မနေခေါ်ယူသွားဖို့ရှိနေပြီးကနေတို့ကတော့ Sporting တိုက်စစ်မှုဗီတာဂျိုကာရက်ကိုဦးစားပေးပြင်မှတ်ဖြစ်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Sporting နဲ့ကစားမားအကြမ်းမှာညနိုင်လို့မရသေးတဲ့အခြေအနေလေးတွေကြောင့်ကစားမားရဲ့ကိုယ်တိုင်ကလည်း Arsenal ကိုသွားချင်တယ်ဆိုပြီးတော့ပြောဆိုခဲ့တဲ့အတွက်တွေကြောင့်ပါဂျိုကာရက်ကိုခေါ်ယူမဲ့အရေးကနေလက်လျှော့လိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ကြောင့်တဲ့အသက်လေးတွေတင်နေတာဖော်ပြချက်မှာတော့ ဂျူနိုက်တက်ဟာဝက်ကင်းကိုခွဲဝေးအတွက်စောင့်ကြည့်နေပြီးအဲ့ဒီအတွက်လည်းအသင်းမှရှိနေတဲ့တိုင်းစင်မိုးဝိုင်လန်းကိုရောင်းထုတ်သွားမှာဖြစ်ပါရင်အသက်၂၆နှစ်အရွယ်အင်္ဂလန်တိုင်းစင်ကစားမကိုပြီးခဲ့တဲ့ဇန်နဝါရီလကအာဆင်နယ်ဘက်ကနေပြီးတော့ပေါင်တန်း၄၀ပေးပြီးတော့ကမ်းလှမ်းခဲ့ပေမဲ့ဗီလာဘက်ကပယ်ချသွားခဲ့တာဖြစ်ပါရင်ဝက်ကင်းဟာအင်စတိုဗီလာမှာစက္ကစားနေရပေမဲ့နီလာအွန်လိုင်းအမရီယန်လက်ထက်မှာပွဲထွက်ကစားခွင့်နဲ့ပါတဲ့ပေါ်စိတ်မချမနှံဖြစ်ကြောင်းဖွင့်ရခဲ့ပါရင်ပြီးခဲ့တဲ့အေဘယ်လဒုံကနီကစက်အသင်းကိုလေကိုတိုးနဲ့နိုင်ရရှိခဲ့ပြီးတဲ့နောက် Sky Sport ကိုပြောကြရမှာဝက်ကင်းဟာ ချန်ပီယံအလိတ်အတွက်ကျွန်တော်တို့နေ့အတော်ကြာအကြမ်းကြိုးစားခဲ့ရတယ်။ PSG နဲ့ပွဲနှစ်ပွဲစလုံးမှာမိနစ်၃၀ပဲကစားခွင့်ရတာ။ပြောရရင်ကစားခွင့်မရတာကိုအလုံးဒေါသထွက်ခဲ့တာမှန်ပါပဲ။ဒီအကြောင်းကိုနေ့ပြအန်ဝိုင်းအမေတီအောင်ပြောပြခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူကကျွန်တော်ရဲ့နေ့ပြဆရာလေးသူ့ဆုံးမြတ်ချက်ကိုလေးစားပါတယ်။ဒါပေမဲ့အရန်ကိုမမချိုင်ပြီးစောင့်နေရတာကိုကျွန်တော်ကကျင်းတဲ့ကစားမမျိုးမဟုတ်ဘူးဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ဝက်ကင်းရဲ့စကားလေးကိုသုံးသပ်ရမယ်ဆိုရင်ကစားမဟာပွဲထွက်ခွင့်အမကန်ချက်တာပေးမယ်ဆိုရင်အသင်းပြောင်းဖို့အစဉ်သင့်ရှိတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ်တရနာကယူနိုက်တက်အားမာတီယက်ကွန်ညာနဲ့ဘရိုင်ယန်အန်ဘူမိုကိုခေါ်ယူပြီးခဲ့ရင်အပြောင်းရွှေ့စိတ်ဟာကန့်သက်ချက်တွေကိုရောက်ရှိသွားခဲ့ပါပြီ။ဒါကြောင့်ဇာဘာတိခေါ်ယူမှုတွေပြုလုပ်ခြင်းနဲ့ဆိုရင်တော့အထက်မှာရှိနေတဲ့ဇာဘာတချို့ကိုရောင်းထုတ်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။